ဒီအခုရိုက်ပြတဲ့နေရာလေးရလေးပြင်စာမြေပုံရွာမှာရှိရပေါ့နော်ဆရာကြီးဒေါက်တာဦးစိုးလွင်ရဲ့ဝိသုဒ္ဓိမတ်တရားသင်တန်းလေးပါသူကတရားစက္ကန့်လို့မျိုးတော့လည်းမဟုတ်ဘူးတရားသင်တန်းလေးပေါ့နော်ဟွာပြောရမယ်ဆိုလို့ရှိရင် လုံးဝအခြေခံလုံးဝမရှိသေးတဲ့သူတွေအတွက်ကိုဟောပေါ့နော်လုံးဝတာမန်လူတွေနားလည်နိုင်တဲ့အထိကိုသူကအလိုစပြီးသင်ပေးတဲ့သင်တန်းလေး တရားထိုင်ချိန်ကတော့အရင်ကြီးမကြောက်ခဏလေးပဲတနာကြီးတနာကြီးဟိုမှာနှစ်ခါနိုင်ဘွက်တစ်ခါလောက်ပဲပြီးရင်စတင်ပြီးစတင်ပြီးရပါတော့ဒီကတော့ပြောချင်တာလေဒီနေရာကအရန်တာရတာဒီလားတကယ် rock song လေးတစ်ခုလေးကိုရောက်သွားသလိုမျိုးပဲဟာအရန်ကိုပတ်ဝန်းကျင်လည်းအေးချမ်းပြီးတော့လေဟာနေရာတဲ့နေရာကလည်းဒီတက်တက်ရရနဲ့ပေါ့နော်အရန်ကိုအေးအေးချမ်းချမ်းနဲ့တကယ်ကိုအရန်ကို ဟာနော် healing ဖြစ်စေရဲ့နေရာလေးတခုဆိုလဲမမားပါဘူးရှင် နောက်ပြီးတော့သူတို့ရှိမှာ buffet ကျွေးရဲ့ buffet ကျွေးတော့ဟာလူဆိုလဲအများကြီးလက်မခံတဲ့တကြောင်မလို့ပေါ့နော်လူလဲအရန်တန့်နေဟိုနေရတာလေးစိတ်အေးချမ်းရတယ်ပေါ့နော်အဲဒါကြောင့်မလို့တစ်ခေါက်လောက်တော့အဆင်ပြေဝင်ကြည့်ပါလို့တိုက်တော်มาတယ် အာကိုရီဆိုလဲအင်းတော့တရားစခန်းဆိုအရန်ကြောက်တာဗောနော်ဟာကျမရဲ့အမပေါ့နော်ဟာကျမကိုခေါ်သွားပြီးတာအာအင်္ဂါမောက်တကယ်ကိုကျေးဇူးတင်တာဘာလို့ဆိုဒီနေရာလေးကလေဟာဒီကိုလဲတနိုင်တစ်ပိုင်းတကယ်ကိုလုံလုံနိုင်တဲ့နေရာလေးပေါ့နော်စာတင်နဲ့တရားတွေဆွေးနွေးကြတယ်ဟာအားလုံးကလေအေးအေးချမ်းချမ်းလေးနဲ့ပဲမို့လို့တစ်ခါလို့တော့ရောက်ဟာသွားကြည့်ဖို့ရအောင်တိုက်တော်ပါတယ်ရှင် ဒီဝီတရီမတ်ကိုမန္တလေးတကောင်းចောင်းထိုက်ပြီးလမ်းရှိရအဲ့မှာလဲသူတို့ကဆွေးနွေးတာရည်လည်းရှိရဲဒါကတော့3ရက်စကန်3ရက်စကန်လေးပေါ့နော်အဲ့ဒါလေးဒီအဆင်ပြေလို့ရှိရင်ဂျိုင်းကြည့်ပါလို့နေရာကိုကြည့်ကြည့်လိုက်တကယ်ကိုအေးချမ်းပြီးတော့လေတကယ်ကိုတော့ဟိုတယ်တည်းရတယ်လို့ပဲနေရနေရာလေးဆိုလို့ရှိရင်ရေဘူးရေအေးရတယ်ငါပေါ့နော်ဆိုလာရတယ်တော်တော်ကိုအဆင်ပြေပါတယ်ရှင်အဲ့ဒါကြောင့်လို့ညွှန်ပေးတာပါ တကယ်ကိုတစ်ခေါက်တော့ try ကြည့်ကြည့်ပါကိုလုံးဝမသိရဲ့ဒီပေါ့နော်မြတ်စွာဘုရားရဲ့အဆိုလိုရင်းနေကိုလည်းနားလည်သွားပါလိမ့်မယ်လို့တအားအီချန်လုံးလို့ပါရှင်ရှိပြီလေကြည်စမြိုက်တက်มาရဲ့ရှင်တတရှိပါသေးရဲ့